တာမန္တလေးမြို့စန္ဒလန်း86လမ်းတောက်မှာရှိတဲ့မဟာကူကြီးတိုက်တဲ့မှာကျွန်တော်တို့ရဲ့နှစ်စဉ်လူဒန်းနေကြစတုဒေတာအာအလူဝဲအကျဉ်30မြောက်ကျင်းပလူဒန်းပါတယ်လူရေ1500ဟာကိုတရောက်ကိုဆန်သုံးပြီနဲ့စီ90သားလူဒန်းပါတယ်ဟိုတယ်မှာလာတဲ့ခရီးသားသမီးအလူလို့ရပြောလို့ရအာအလုံးမှတ်ပါတယ် ်ဒါလေးလေကျွန်တော်တို့ဟိုတယ်ဒီမှာလာရောက်တဲခုကြတဲ့အဲ့ဒီများရဲ့ဟိုပါပေါ့အလူဒါနာတွေလည်းပါဝင်ပါတယ်မိတ်ဆွေပေါင်းင်းတွေအယောင်းဝယ်လောက်ကြတဲ့အပေါင်းင်းတွေရဲ့လူဒါနာတွေလည်းပါဝင်ပါတယ် ့ဒါမန္တလေးမြို့စန္ဒလန်း86လမ်းတောက်မှာရှိတဲ့မဟာကူကြီးတိုက်တဲ့မှာကျွန်တော်တို့ရဲ့နှစ်စဉ်လူဒန်းနေကြစတုဒီတာအာအလူဝဲအကျဉ်30မြောက်ကျင်းပလူဒန်းပါတယ်လူရေ1500ဟာကိုတရောက်ကိုဆန်သုံးပြီနဲ့စီ90သားလူဒန်းပါတယ်ကျွန်တော်တို့အိမ်အောင်ကြတော့ဒီနေ့စီကြံတဲ့မှာရှိတဲ့ကြားဆက်တလုံးကို အဲငားရမ်းပြီးတော့အာအာကျွန်တော်တို့လုပ်ငန်းစပြီးတော့လုပ်ငန်းစပါတယ်စီးပွားရေးဆိုလုပ်ငန်းစပါတယ်အဲဒီရက်ွက်ထဲမှာနင်းစီကြံရက်ွက်ဟာဖြင့်အဲဒါအလုံးကမိသားစုတွေလိုပဲမောင်နှမတွေလိုပဲ နေထိုင်ရတာလဲအမတားမှဝန်တာခဲ့ရပါတယ်နောက်ကျွန်တော်တို့ရက်ွက်ထဲမှာအဓိကတော့မုံပေါင်းတယ်အားလဲမုံပေါင်း စတုတီသာကျွေးတယ်ဒီစတုဇာမုံလာပြင်းနေမှာ နော်မုံလင်မရတဲ့နောက်ပြီးတော့အကျော်အဲနောက်ပြီးတော့မုံပြတဲ့လက်အဲနောက်တစ်ခုတော့ဟိုမေဇလူဘူးတော့နောက်မုံလုံးရေပေါ်ကြာဆိုင်ကကျွန်တော်တို့ရောက်ခဲ့တဲ့မှာပတ်ဆိုင်ကုံမမစားနိုင်လူသားမှုတွေကအများကြီးတွေ့လိုက်ရတဲ့ခါမှာကျွန်တော်လဲဒါသမင်းဆတုဒီယာသမင်းကျွေးဖို့ဆိုပြီးတော့စိတ်ကူးပေါ်လာခဲ့ပါတယ် ိမ်ဆောင်ကြကစားဆိုတော့ကျွန်တော်တို့ကစီဝိုင်းလုပ်ငန်းစကားစားပေါ့အဲစီဝိုင်းလုပ်ငန်းထူထောင်ကစားဖြစ်တဲ့အတွက်ကျွန်တော်တို့စစချင်းတော့လူ90တရာလောက်ထမင်းစတုဒီယာထမင်းကျွေးပါတယ်အဲနောက်တော့စီဝိုင်းလုပ်ငန်းလေးတွေအရှင်ပြေးလာသလို200 300နောက်ကြတော့900ပေါ့အဲနောက်ကြထမင်းကျွေးတာ1000ကျော်ပါတယ်ကျွန်တော်တို့ထမင်းကျွေးတာ2020အစပြီးတော့ 2020အစပြီးတော့ကျွန်တော်တို့ကအာကိုဗစ်ကာလဖြစ်တဲ့ထမင်းကျွေးတဲ့ဟာကိုဟိုမလုပ်တော့ဘဲနဲ့အခုလိုပဲစတူဒီယာဆွန်းလောင်းဆန်းဆွန်းဆန်းလောင်းတာဆန်းလောင်းတာစီလူတာဟိုစတင်ပြီးတော့လုပ်ပါတယ်အဲ့တော့အာ900နေပေါ့1000ပေါ့အဲ1000ကနေ1000 1000ဆိုတော့1000ဆိုတော့ဒီဘက်မှာအဲအဲဒီမှာကြဲကြဲဝင်းဝင်းဖြစ်တာမို့လို့ဒီ ကျွန်တော်တို့ဒီမဟာကူကြီးတိုက်ကြက်ကကြဲကြဲဝန်းဝန်းဖြစ်တာမို့လို့ကျွန်တော်တို့ကဒီမှာလာရောက်ပြီးတော့အာလူဒန်းချင်းဖြစ်ပါတယ်ကျေးဇူးတင်တယ်ကျေးဇူးတင်တယ်ကျေးဇူးတင်တယ်ဟာဒါလိုအားပေးလေလား ဟာတို့တို့လည်းဒီလိုပဲတို့တို့ကလည်းကျွန်တော်တို့လိုအားပေးနေအဲဘာလဲဩလာလေဒါပြောပြလိုက်အောင်အချိန်30ရှိပြီလို့အချိန်30ရောက်ပြီတို့ဥပ္ပနာတို့တို့တို့ကဒီနေ့ရောဆိုနေပေါင်း30နော်ဒီနေ့ရောကျွန်တော်တို့ခင်ဗျားတို့ရောက်ခဲ့တဲ့ရောက်ခဲ့ရစလူလာပဲဟိုတယ်မှာလာတဲ့ခရီးသားသမီးအလူလို့ရပြောလို့ရဟာအလုံးမှန်ပါတယ်လေးစီ အဲကျွန်တော်တို့ဟိုတယ်ဒီမှာလာရောက်တဲခုကြတဲ့အဲ့ဒီများရဲ့ဟိုပါပေါ့အလူဒါနာတွေလည်းပါဝင်ပါတယ်မိတ်ဆွေပေါင်းတင်တွေအယောင်းဝယ်လောက်ကြတဲ့အပေါင်းတင်တွေရဲ့လူဒါနာတွေလည်းပါဝင်ပါတယ်တာဓုခေါ်ကြပါလို့ကျွန်တော်ကအမြတ်ပေးပါရဲအားလုံးတာဓုခေါ်ကြပါလို့ဒီလာပြင်းနေဆိုတော့ဒါအငယ် ဟိုဟိုတယ်မှာတော့တခြားပါအစီအစဉ်တွေရှိသေးတယ်ဟိုတယ်မှာတော့အဲလက်ကနေဟိုဘောသူတို့ဟိုတယ်ကမိဘုံမြန်လွတ်ကြမှာပေါ့အဲတော့ကျွန်တော်တို့ရဲ့လက်စတာဂရူကြီးอ่ะပေါ့လေမြေဦးလယ်မှာလက်စတာနားမြိုင်ဟိုတယ်ဘက်ကမှာလက်စတာဘက်ကဟိုတယ်ရှိပါတယ်အဲတော့ကျွန်တော်တို့ရဲ့ဟိုတယ်မှာလာရောက်တဲ့ခိုးတဲ့လူတွေရဲ့ကုကုတို့တွေလည်းပါဝင်တယ်လို့ဟိုကျွန်တော်လည်းခံယူပါတယ် တော့ကျွန်တော်တို့ဟိုတယ်မှာလာရောက်တဲ့ခူတဲ့သူတွေကိုလည်းပြောချင်တာကတော့ဒီကျွန်တော်တို့ရတဲ့အကျိုးမြတ်တွေတည်းကနေပြီးတော့အာဘာသာအကျိုးအသာသနာအကျိုးလူမှုရေးအကျိုးအဲကျမရေးအကျိုးပညာရေးတွေအာဆကျွန်တော်တို့လှူဒါန်းနေပါတယ်လို့ဟိုပြောချင်ပါတယ်အဲဒီဆောင်လုံးလာပြည့်နေ့အတွက်မှာ ကျွန်တော်တို့ဟိုစီဝိုင်းတို့ကျွန်တော်နဲ့ဆက်သွယ်တဲ့စီဝိုင်းလုပ်ငန်းရှင်များအာအာကျွန်တော်တို့ဟိုတယ်များမှာလာရောက်တက်ခွေကြတဲ့ဧည့်သည်များမိတ်ဆွေတင်ငယ်ဟာများဆွေမျိုးသားချင်းများနဲ့နိုင်ငံသူနိုင်ငံသားအားလုံးစိတ်ချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းစိတ်ဓာတ်ဒုက္ခကာယဒုက္ခနှဖျားသောဒုက္ခနဲ့ပြည့်စုံပါစေကြောင်းကျွန်တော်တို့ရွှေစင်နန်းတော်ကုမ္ပဏီအနေနဲ့ စုမွန်ကန်တောင်းလိုက်ပါတယ်။ကျွန်တော်တို့ဟိုဒီဟာ2017မှာအဲမစိုးရင်တိုက်ကြည့်ဆရာတော်ဥရစာဓမ္မဘီဝင်တ ဟိုကထင်ခင်းတဲ့အနေနဲ့ကျွန်တော်တို့ဒီကျောင်းတိုက်မှာကထင်ကြပါတယ်ကထင်ကြတော့ကျွန်တော်တို့ကျောင်းတိုက်တဲ့ဘာလူရမလို့လို့ကျွန်တော်တို့လာကြည့်ပါတယ်လာကြည့်တော့ဒီကျောင်းတိုက်ကြီးဟာဒီကျောင်းကြီးဟာဟောင်းနှမ်းပြီးတော့အမိုးတွေလည်းမလုံတော့ပျက်စီးယိုယွင်းနေပြီကျန်းကင်းတွေလည်းဆွေးနေပြီအောက်ကတမန်စင်းနေနေရာဆိုလဲကြွက်တွေဖောက်ပြီးတော့ဟိုလုံးဝပျက်စီးနေပြီပြတင်းပေါက်တွေလည်း မကောင်းတော့ပါဘူးမရှိတာလည်းမရှိဘူးရှိရတာလည်းမကောင်းတော့ပါဘူးအဲအဲ့အရာတွေကိုကျွန်တော်တို့ဒီမှာကျွန်တော်တို့မိတ်ဆွေတို့စုတထိန်ခင်းနဲ့အဲဒီကအလှူငွေတွေနဲ့ကျွန်တော်တို့ဒီကြောင်းကြီးကိုပြင်ခဲ့တာပေါ့အဲတော့ကျွန်တော်တို့ဒီအကြောင်းကြီးကိုပြင်ဖို့အတွက်အဲကျွန်တော်တို့တုံးတုံးနှစ်လောက်ပေါ့တထိန်ခင်းပြီးတော့ဓာရပ္ပဆန်နဲ့ပြင်လိုက်တာပြီးစီးသွားတာပေါ့ဒါကပြီးခဲ့တဲ့ 2000ဟာလောက်ဖြစ်မှာပေါ့2010ဝင်းကျင်လောက်ဖြစ်လေဒီတိုက်တတန်းကကြာပြီအဲတိုက်တတန်းကတိုက်တတန်းကလာမယ့်နှစ်ဆိုနှစ်တရာပြည့်ပေါ့ဖြစ်ပေါင်းတရာပြည့်အဲနှစ်ပေါင်းတရာပြည့်တော့မှာအဲလာမယ့်နှစ်နှစ်တရာပြည့်ပွဲလဲလုပ်ဖို့ကျွန်တော်တို့ရည်ရွယ်ထားပါတယ်ဟောဒီကိုဗစ်ကာလမှာဒီအောက်ဆီဂျင်တွေပြတ်လိုက်သွားတဲ့အချိန်တွေဖြစ်သွားတဲ့အချိန်မှာကျွန်တော်တို့တရုတ်ပြည်ကနေတော့အများဆုံး ရောက်ပြီးတော့ဒီမှာအဲစားလိုက်တာပေါ့အများဆုံးမှာပြီးတော့အများဆုံးအဲထုတ်ပေးနိုင်တဲ့အတွက်အတက်ပေါင်းများစွာအာကျွန်တော်တို့ကဲတင်နိုင်ခဲ့ပါကျွန်တော်တို့ကအားတော့နိုင်ငံသားတရားအနေနဲ့နိုင်ငံသားတရားရဲ့ခံယူချက်အနေနဲ့ကျွန်တော်တို့လုံနိုင်သလောက်လုံမယ်ဆိုတဲ့ခံယူချက်အနေနဲ့ကျွန်တော်တို့ကအာအာလှုပ်ဆောင်နေတာဖြစ်ပါတယ်